မင်္ဂလာပါခင်ဗျဒီတခါတော့ကျွန်တော်တို့ vocal တွေကိုဈေးပေါပေါ mic နဲ့ဆိုထားပြင်မယ်ကို စိတ်ကြိုက် mic တစ်ခုကိုဈေးကြီးတဲ့ mic တစ်ခုနဲ့ဆိုထားတဲ့အတန်ဖြစ်အောင်ဘယ်လိုပြောင်းမလဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော် ပြောချင်ပါတယ်ခင်ဗျအဲ့တော့ plugin လေးရှိပါတယ်ပေါ့နော်ကျွန်တော်ဒီမှာ vocal လေးတစ်ခုကိုကျွန်တော်ထည့်ထားတယ်နော်အဲ့ဟာဘာ plugin လဲဆိုလို့ရှိရင် mic mode ဆိုတာလေးဖြစ်ပါတယ်ခင်ဗျနော်ဒါကတော့ဒီ နော် antares ကနေထုတ်ထားတဲ့ mic mook ဆိုတာလေးဖြစ်ပါတယ်။အဲ့တော့ဟုတ်ပါပြီခင်ဗျ။အဲ့တော့ကျွန်တော်ဒီ mic mook ဆိုတာလေးကိုကျွန်တော်ခေါ်ထားတယ်။ဒီမှာအတော့ရှင်းရှင်းလေးပဲနော်အများကြီးမပါဘူး။အဲ့တော့ဒီကောင် input gain ဖြစ်တယ်။ကျွန်တော်တို့ vocal ရဲ့ဥမထားလိုက်ပါတော့။ပြန်လာမယ် နင်ပြန်နော် input gain ဖြစ်တယ်အရင်ဆုံးရွေးရမယ့်ဟာကျွန်တော်ဒီမှာ mic ပေါ့နော်ကျွန်တော်ကကျွန်တော်တို့ mic ကဘာ mic နဲ့ဆိုတာလဲဆိုတာကိုရွေးရမှာမိတ်ဆွေတို့အနေနဲ့အဲထားလိုက်ပါတော့ဗျာအမ AKG ဆို AKG ဘာ mic ပေါ့နော်တကယ်လို့ဒီထဲမှာမှကိုက mic မရှိဘူးဆိုလို့ရှိရင်လည်းကိုကတခြား mic တစ်ခုခုဗျာအမဒီထဲမှာမပါတဲ့ brand နဲ့ကမဟုတ်တဲ့ mic တစ်ခုခုနဲ့ဆိုလို့ရှိရင်လည်း generic ထဲမှာရှာလို့ရမယ်နော် wireless mic လားဒါမှမဟုတ် dynamic လားနော် ဘာမိုက်လဲပေါ့เนาะကျွန်တော်တို့ဒီကာရာโอเกဆိုတဲ့မိုက်တွေပါရေဆိုတော့ Dynamic mic ဖြစ်มาပေါ့เนาะအဲ့တော့မိတ်ဆွေတို့အနေနဲ့เนาะ hand held dynamic လာပါညာပေါ့เนาะကိုကြိုက်တာရွေးလိုက်ပေါ့ဗျာတကယ်တော့ဒီဟာလေးကကျွန်တော် recorder လေးနဲ့အခုကျွန်တော်ဖန်ထားတဲ့အတန်လေးတစ်ခုပြပါတယ်ပေါ့เนาะအဲ့ဟာလေးကို okay ပြောင်းပြီးွားရင်ပြောင်းပြီးွားရင်ကျွန်တော်တို့ဒီဘက်မှာကိုကဘယ် mic အတန်ထွက်ကိုလိုချင်တာလဲเนาะကြိုက်တဲ့ mic ဒီထဲမှာရှိတဲ့ mic ပေါ့เนาะခြိုက်တဲ့ mic ဒီထဲမှာเนาะကို mic အတန်ထွက်ကို ယူလို့ရတယ်เนาะမြန်မာနိုင်ငံမှာတော့เนาะနာမည်အကြီးဆုံး Newman ပေါ့ဗျာเนาะအမှ Newman နဲ့ကကိုကြိုက်တဲ့ဟာတစ်ခုပေါ့เนาะကျွန်တော်တို့ရွေးလိုက်မယ်เนาะရွေးလိုက်လို့ရှိရင်သူက Newman အတန်တော့ဖြစ်သွားမယ်ပေါ့ဗျာနင်ပြန်လာမယ်လားငါမျောလင်ခဲ့နင်ပြန်လာမယ်လားเนาะအဲ့တော့ difference ရင်းကြောင်းနားထောင်ကြည့်မယ်ဒါကဘာမှမပါတဲ့ဒီကျွန်တော် original mic တန်နင်ပြန်လာမယ်လား โอเคဒါအခုကျွန်တော်ပြောင်းထားတဲ့ Newman U 87 Go ရဲ့အတန်းနေပြန်လာမယ်လားငါမျောလင်ခဲ့ပြီးတော့ဒီကဘေးက upper level ပေါ့နော် 永遠加塞နော် okay ပြီးွားရင်ဒီဟာလေးတခုကျွန်တော်ပြောမယ် proximity ပေါ့နော်ဒီကောင်ဘာလဲဆိုလို့ရှိရင်ပြကျွန်တော်တို့ mic ရဲ့အခွာဝေးပေါ့ပြောချင်တဲ့ဟာကျွန်တော်တို့ mic ကို cut ဆိုတာဘယ်လောက် cut ဆိုခြင်းလဲဘယ်လောက်ခွာဆိုခြင်းလဲဆိုတဲ့ဟာမျိုးပြောချင်တာနော်အဲအဲ့တော့ကျွန်တော်တို့ mic ရဲ့အခွာဝေးပေါ့ mic mic နဲ့ပါးစပ်နဲ့အခွာဝေးကိုဒီမှာကျွန်တော်တို့ကိုလိုသလိုချိန်လို့ရမယ်ဒီဘက်မှာလည်းအဲ့လိုပဲ မမြော်လင်ကင်းအရန်ကတ်သွားတော့ဗျအရန်ကတ်ဆိုရတဲ့တပြာမဲလို့အောင်ချင်းထားစေနော်ဒီအမပတန်ရှိရင်မလိုကတ်လိုကတ်လောက်လို့ရတယ်တချို့ဟာတွေတော့မပါဘူးပေါ့နော်ဒါသူက mic ပေါ်မှာမူတည်ပြီးတော့ပေါ့နော်ဖတ်တန်းနေအနေနဲ့လည်းကွာဝါလိုက်မယ်ဥမာထားလိုက်ပါတော့တခုကျွန်တော်အဲရှူရ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 ပဲဟောရတယ် အဲရှိဝ SM58 ပေါ့နော် SM58 ကအဲ့အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ပက်တန်မပါဘူးပြည့်စောကျွန်တော်ဒီကကျွန်တော်ဒီ dynamic mic လေအဲ့တော့မမေးစရုံနေနေ sure SM58 မှာ metal မားရဲ့ကြိုက်ပေါ့နော်အဲ့အဲ့လိုမျိုးသုံးချင်လားသုံးချင်လဲဆိုရင်ကျွန်တော်ဒီမှာနင်ပြန်လာမယ်လားဟုတ်တာအဲ့ sure SM58 အနေနဲ့ပြောင်းလို့ရတယ်ဒါဒီ vocal တွေမဟုတ် instrument ဖန်ထားတယ်ဗျာကိုကရိုးရိုး ဟို instruments mic တွေလည်းဒီမှာရှိတယ်ခုနကကျွန်တော်ပြောသလိုပဲ shure မှာပဲပြမယ်ဆိုရင် shure တော့ SM57 ဒါဆို instrument mic တွေပေါ့နော်ဒါ instrument ဖမ်းတဲ့ mic တွေအနေနဲ့ကျွန်တော်တို့ဒီမှာ instrument တခု guitar ပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဖမ်းမယ်ဆိုလို့ရှိရင်လည်းဒီမှာပြောင်းလို့ရမှာဖြစ်ပါတယ်ဒီအောက်ကတော့ tube saturation ပါတယ် tube effect လေးရပါတယ်နော်အဲ့ဒီတင်နေ distortion ဖြစ်သွားမှာပေါ့နင်ပြန်လာမယ်လို့ရောင်းချစ်ချစေ အဲ့တော့ကိုယ့်ရဲ့ဈေးပေါ်ပေါ်လောလောမိုက်ကလေးကနေပြီးတော့ကိုကြိုက်တဲ့အမျိုးအစားကိုအတန်တွဲရအောင်ပြောင်းလို့ရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီနေ့ပြောခဲ့တာလေးကတော့ mic mode ဆိုတဲ့ဒီ plugin လေးအကြောင်းပဲဖြစ်ပါတယ်ခင်ဗျအားလုံးပဲ thank you ပါ